Forever You Series တဲ့က Bevalton Look at Bell အကြောင်း Bevar ရဲ့နာမည်အပြည့်စုံကတော့ Bevar Passport ဖြစ်ပြီးတော့1998ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာမွေးဖွားလာခဲ့ရပဲဖြစ်ပါတယ်။ Bevar မှာမွေးခြင်းနေနဲ့ကတော့အမွှာအကူနဲ့ညီလေးတယောက်ရှိပြီးတော့ Bevar ကသားအလတ်လေးဖြစ်ပါတယ်။မိသားစုနဲ့ပတ်သက်လာရင်လျှို့ဝှက်ပြီးတော့နေတတ်တာမလို့ဂျန်ရဲ့ information တွေကတော့အတိအကျမသိရသေးပေမဲ့ Bevar ကထိုင်းတရုတ်ကပြားလေးပဲဖြစ်ပါတယ်။ Bevar က Serena Karing Wirud University University ကနေပြီးတော့ Business Business Administration ကို Accounting Major နဲ့2021ခုနှစ်မှာဝင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဘီဘာကတောင်လေးတွေကိုလည်းအရန်ချစ်တက်ပြီးတော့ Favorite Color တွေအနေနဲ့ကတော့အဝါရောင်လေးမော်ရောင်ကိုခြိုက်နေတတ်ပါတယ်။ Favorite Food တွေအနေနဲ့ကတော့ Sea Food တွေလည်းခြိုက်တတ်ပါသေးတယ်။ဘီဘာရဲ့ Partner မြောင်ပေါ့ဆာလေးထွန်လူအကြောင်းကိုပြောရမယ်ဆိုရင်တော့ထွန်လူရဲ့နာမည်အပြည့်စုံကတော့ထွန်လူမီတာဖက်ဖြစ်ပြီးတော့1999ခုနှစ်မန်ရှလာ3ရက်နေ့မှာဝင်ဖွားခဲ့ရပဲဖြစ်ပါတယ်။ ်တွန်လီယိုကဘန်ကောက်ယူနီဗာစီတီကနေပြီးတော့ Digital Media and Cinematic Art နဲ့ပွဲရရှိခဲ့ရပဲဖြစ်ပါတယ်။တွန်လီယိုကသူ့ရဲ့တဘာဝအလှတရားတွေနဲ့ပြည့်နေတဲ့ဘယ်လေကန်းကြီးတွေကိုသဘောချပြီးတော့ Fabric Color တွေအနေနဲ့ကတော့အညိုရောင်နဲ့အနက်ရောင်ကိုခြိုက်နေတဲ့လို့ Fabric Fur တွေအနေနဲ့ကတော့ BBQ နဲ့ YUM နဲ့ Snack တွေကိုခြိုက်နေတဲ့သူလေးဖြစ်ပါတယ်။ Forever You Series တွေကအတွဲလေးတွေထဲမှာတွန်လီယိုကပယ်လီယာတာ Agency 2ရဲ့ကပယ်လီဖြစ်ပါတယ်။ပြီးပါကြောင်လေးတွေကိုချက်တက်ပြီးတော့တွန်လီယို ကတော့ခွေးလေးတွေကိုချက်တက်ပါတယ်ပြီးပါနဲ့ထန်လီယူကအခုဒါ9နှစ်กว่าပြီမဲ့လေတကယ်တော့6လပဲกว่าတဲ့တတူရတူကပ်ပယ်လေးတွေဖြစ်ပါတယ် တို့ကခုနှစ်กว่าပြီမဲ့6လပဲအသက်ရွယ်ရတော့กว่าတာဖြစ်ပါတယ်။ကိုကိုနဲ့ကလေးအတွင်းဆိုရင်လည်းမမားပါဘူး။ Tilly နဲ့ Beaver ကို Feel လို့ခေါ်တတ်တယ်လို့ Beaver အတန်ထွန်းနဲ့ Sintu ရဲ့ Bow ဆိုတဲ့နာမည်လေးကိုလည်းခေါ်လေးရှိပါတယ်။ Beaver ကတော့ Tilly ကို Kel လို့ခေါ်လဲလေးရှိပြီးတော့အတိတ်ကတော့ You ကို Chisno နဲ့ခေါ်တဲ့အသုံးလုံးလေးပဲဖြစ်ပါတယ်။ Beaver နဲ့ Tilly ကအတူတူရှိလာခဲ့တာ၃နှစ်ကျော်ရှိလာခဲ့ပြီဖြစ်ပြီးတော့အရင်တော့ကလည်း Absolutely Zero Series မှာ Friendship အနေနဲ့အတူတူတည်ယူဆောင်ခဲ့ပူပါသေးတယ်။ Beaver နဲ့ လီယိုကယနေ့လာခဲ့တာကြာပြီဆိုပေမဲ့ဘီဗာရကအခုချိန်ထိထရီလီယိုနဲ့အကြည့်ချင်းစုံတဲ့အချိန်တိုင်းရှက်တက်တဲ့သူလေးဖြစ်ပါတယ်။ဗီဗာထရီလီယိုကဗလီက လော်ကီကဗာလီလည်းဖြစ်ပါရင်မကြသေးခင်မှာဘေးဘာမွေးထားတဲ့ကြောင်လေး4 G ကတွလူနဲ့ဒူရာကြောင့်မလို့4 G ကိုကြည့်လိုက်တဲ့အချိန်တိုင်းတလီယူကိုမြင်ရသလိုပဲလို့ပြောပိုးပါတယ်။ဖိုးချီလေးကိုအင်ခေါ်လာပြီးတော့မွေးတဲ့အချိန်ကလေးကဘေဘာကတလူကိုအင်ခေါ်သွားပြီးတော့ဖိုးချီလေးနဲ့မိတ်ဆက်ပေးပိုးပါတယ်။တယောက်တူတူအပြင်ကိုထွက်ပြီးတော့ရှောက်လေတက်ပေမဲ့လိုခီဆိုတဲ့အတိုင်းထုတ်ပြောရလေးတော့မရှိပါဘူး။ဘေဘာကတလူရဲ့အပြုံမျက်လုံးအနေအေးတာခနာကိုသေးတာနဲ့ အဲ့အများလားလေးတွေသဘောကျသလိုအဲ့ဒီအချက်လေးတွေက Viva ရဲ့ Identity Type တွေလို့လည်းပြောခိုးပါတယ်။နှစ်အောင်လုံးကအနေအေးတဲ့အပြုမူအမှုချက်လေးတွေလည်းထပ်ထူကြတာမို့လိုက်ပြီးတော့ညှိစီရမလို့တဲ့ Perfect Cable လေးလည်းဖြစ်နေပါသေးတယ်။ New Series နေနေကတော့ Forever You Series ရဲ့အဆက်ဖြစ်တဲ့ Forever You Part 2လို့ခေါ်တဲ့ Beside the Sky Socks Series မှာ Main Lead ကပဲအဖြစ်အတူတူလက်တွဲပြီးတော့သရုပ်ဆောင်သွားကြမှာဖြစ်ပြီးတော့ လက်ရှိမှာတော့ရိုက်ကူးရေးစတင်ဖို့အတွက်ကိုလည်းပြင်ဆင်နေကြပြီမလို့ပရိသတ်တွေရဲ့ရှေ့ကိုမကြာမီအချိန်အတွင်းမှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရှင်တင်ပါတယ်ရှင်